ားလုံးမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဇလန်လီအစားမောင်တို့အိန္ဒိယကိုစံစာသွားပေးတဲ့ဝူခုံးတို့အဖွဲ့ကိုတွင်းရမှာဖြစ်ပြီးတော့ရန်ကြီးခဲခဲတွေကိုဖျက်ချော်ပြီးတော့ပြီးမှာပဲမြေတစည်းမှာလှိတော်ပြီးတော့ခရီးဆက်ကြပါတယ်တနေ့ရရောက်တဲ့ခါမှာတော့ရေသူရဲတကောင်ရုပ်ရည်ပေါ်လာခဲ့ပြီးတော့သူတို့ကိုတိုက်ခိုက်ပါတယ်ဝူခုံးကလည်းပြန်လည်တိုက်ခိုက်ပြီးမဲ့ရေသူရဲကသူတို့ရဲ့လေကိုမျိုးချလိုက်ပါတယ်ဒါပေမဲ့ရေသူရဲဘိုက်တဲကိုမရောက်ခင်မှာထူးဆန်းတဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပြီးတော့မိုးဘော်ကနေပြုတ်ကျလာခဲ့တာပါ ဒီလိုပြောကြနေတဲ့ချိန်မှာဆရာတော်တန်ဟာတောင်တစ်ခုပေါ်ကကျင်းနေခဲ့တဲ့ကောင်မလေးတယောက်ကိုမြင်သွားပါတယ်။ဆရာတော်ကိုကြည့်သွားတဲ့ကောင်မလေးကလည်းတန်နဲ့မျက်နှာချင်းဆိုင်ခလှပ်ပြီးတော့ခုံချခဲ့ပါတယ်။သူတို့အားလုံးအောက်ကိုရောက်တဲ့ခါမှာတော့ကောင်မလေးကသူတို့ကိုယောက်ျားတွေလားဆိုပြီးတော့မေးပါတယ်။တန်ကဟုတ်တဲ့အကြောင်းပြန်ပြေလိုက်တော့ကောင်မလေးဟာပြုံးပြီးတော့ထွက်ခွာသွားပါတယ်။တန်တို့တွေရောက်နေတဲ့အနောက်မှာထူးဆန်းတဲ့မြို့တစ်မြို့ရှိနေခဲ့ပြီးအဲ့ဒီမြို့မှာတော့မိန်းကလေးတွေပဲနေထိုင်တာဖြစ်တယ်လို့တန်နဲ့တွေ့ခဲ့တဲ့ကောင်မလေးကလည်းမင်းသမီးတစ်ပါးဖြစ်တဲ့ပါပါပါ ဘဘကယောက်ျားလေးတွေကိုတွေ့ခဲ့တဲ့အကြောင်းပြောတဲ့အခါမှာဂျန်တဲ့သူတွေကမယုံကြည်ပါဘူးအကြောင်းရင်းကလည်းသူတို့ရဲ့မြို့မှာယောက်ျားလေးဆိုတာကိုဘယ်တော့မှမမြင်ဘူးလို့ပါပဲဒါကြောင့်မဲဘဘဟာမော်စာရွက်ထားတဲ့အခန်းလေးကိုဝင်ပြီးတော့ယောက်ျားလေးတွေအကြောင်းကိုလေ့လာကြည့်လိုက်တော့ယောက်ျားတွေဟာကောင်းကောင်းမကောင်းဘူးလို့ရေးထားတာကိုတွေ့ရပါတယ်ဒါပေမဲ့မော်စာရွက်ရဲ့အစိပ်ပိုင်းတချို့ကပျောက်နေခဲ့တာဖြစ်ပြီးအဲ့ဒီချိန်မှာယောက်ျားတွေကောင်းနေဆိုတာလေးများပါမလားဆိုပြီးတော့ညှော်နေနေပါတယ်ဒီချိန်မှာဘီမာကြီးကလည်းယောက်ျားတွေရောက်နေကြောင်းတရင်ကြောင့်နန်းတော်လေးကိုရောက်လာပြီးတော့သူ့ရဲ့စိတ်တွေကိုလိုက်ရှာဖို့လွတ်လိုက်ပါတယ် ဝူကုန်းတို့အဖေကလမ်းရှာနေတဲ့အချိန်မှာပါကျဲကရေဒီကွန်သားမှာရေချိုးနေတဲ့ကောင်မလေးတက်တိုက်ကိုတွေ့ရပြီးတော့ချောင်းနေပါတယ်။ချောင်းရတာအားများတဲ့ခံမတော့သူ့ကိုယ်သူဘလာတောင်းတော့ဘီကျဲပုံစံဖန်သိမိကိုထင်းပြလိုက်ပါတယ်။ကောင်မလေးတွေကပါကျဲကိုဖမ်းပြီးတော့ရေထဲကိုနှစ်ကနေဆဲကြတဲ့ခံမတော့သူ့ရဲ့ရုပ်စုစုမျက်နှာကြီးကတကပြန်ပြီးတော့ပေါ်လာခဲ့ရပါတယ်။ဒီဘက်မှာလည်းဝူကုန်းတို့အဖေကမိမစစ်တီတွေအဖွဲနဲ့တွေ့ပြီးတော့ဝူကုန်းကတိုက်ခိုက်ဖို့ပြင်လိုက်ပြီမဲ့လေတန်ကားတော့အကြမ်းမဖက်ဖို့ပြောတာကြောင့်ဘာမှမလုပ်ရဘဲနဲ့အဖမ်းခံလိုက်ရပါတယ်။ မိမစစ်သည်တွေကသူတို့ကိုဖမ်းခေါ်သွားပြီးတော့စစ်ဆေးဖို့ပြင်ဆင်ပါတယ်မြို့တွေကအမျိုးသမီးတွေကတော့ယောက်ျားလေးမမြင်ဘူးတဲ့အတွက်သူတို့ကိုဝိုင်းအောင်ကြည်နေတာပါအဲ့ချိန်မှာပဲပပဟာမင်းမီးတစ်ပါးဖြစ်နေတယ်ဆိုတာဟူခုံးတို့သိခဲ့ရပြီးတော့သူတို့ကိုစစ်ဆေးနေတဲ့အချိန်မှာမြို့တွေကပညာရှိအဖွဲ့အစည်းတယောက်လည်းရောက်လာခဲ့ပါတယ်သူယူလာတဲ့ရှီအောင်စာရဲပေါ်မှာဟူခုံးတို့ဖွဲ့ရဲ့ပုံတွေကိုဆွဲထားပြီးတော့သူတို့မြို့လေးကိုပြက်စီးအောင်လုပ်မယ်သူတွေဆိုပြီးတော့ရေးထားပါသေးတယ်ဒီလိုကြားတဲ့အချိန်မှာမြို့သူတွေကလမ်းပြန်သွားခဲ့ပြီးတော့ဘယင်မကဝခုံးတို့ကိုတတ်ဖို့အတွက်ဆုံးဖြတ်ခဲ့ပြီးပပကဒါကိုသဘောတူပေမဲ့ သူမကိုယ်တိုင်စစ်ဆေးမှုတွေလုပ်ကျင်တာကြောင့်ပဲအချင်းတည်းရဲ့ပေးဖို့အတွက်တောင်းဆိုပါရယ်။အဲဒီနောက်မှာတော့ဝူခုံးတို့ကိုချုပ်ခန်းထဲမှာချုပ်ထားပြီးဝူခုံးကသူ့ရဲ့အစွမ်းနဲ့ကောင်မလေးတွေကိုအေးအေးဆေးဆေးတိုက်လို့ရပေမဲ့တန်ဟာအကြမ်းမဖက်ဖို့ပြောထားတာကြောင့်ပဲတိုင်ပက်နေရတာပါ။ဒါပေမဲ့စံစာပေးမှုအရေးကလည်းရှိနေတာကြောင့်ပဲဝူခုံးကိုအချုပ်ခန်းတကောင်ဖွင့်ခိုင်းခဲ့ပြီးတော့တစ်ဖက်မှာလည်းပေါပေါတို့ဘက်ကတန်တို့ကိုစစ်ဆေးဖို့အတွက်အချုပ်ခန်းလေးကိုလာနေပါရယ်။ဝခုံးတို့တကားဖွင့်တဲ့အချိန်မှာတော့ပမာတို့တကားဘွားကိုရောက်လာတဲ့ချိန်နဲ့တိုက်ဆိုင်သွားပြီးတကားနဲ့ရိုက်မိပြီးတော့ကောင်မလေးတွေအကုန်လုံးမိလေကြာသွားခဲ့ပါတယ်။ ဲ့ဒီချိန်မှာဝဂုံးတို့ဖိကလည်းဒီမျိုးကနေထွက်ဖို့တဲ့ကောင်းငင်မော်ကိုပြန်တက်ခဲ့ပေမဲ့အကာအရန်ကိုဝဂုံးတော်ဖောက်လို့မရတဲ့အတွက်ပဲတခြားနီးလည်းနဲ့စဉ်းစားရပါတယ်။အဲဒါကြောင့်ပပရဲ့အကူအညီကိုယူဖို့တဲ့စဉ်းစားပြီးတော့ပြန်လာခဲ့တယ်လို့သူတို့တွေပြန်ရောက်တဲ့အချိန်မှာပပတို့အဖွဲ့လည်းသတိပြန်ရနေပါပြီ။ပပကသူတို့ကိုအချုပ်ခံနေပြန်ထည့်လိုက်ပြီးတော့တန်တဲ့ငကိုကြားစကားပြောနေပါတယ်။ပပကတန်ကိုချစ်ကြိုက်နေကြောင်းမင်းကလေးပြီးပြီးတဲပြောခဲ့ပေမဲ့တန်ကတော့ဘုံကြီးဖြစ်နေတာကြောင့်ပြန်ကြိုက်လို့မရတဲ့အကြောင်းပြန်ဖြေပါတယ်။တန်ဟာကျန်းစာပြမို့အတွက်ခရီးထွက်လာခဲ့တာဖြစ်တဲ့အကြောင်းပြောရင်းနဲ့ သူ့ရဲ့ခရီးမှတ်တမ်းလေးကိုလည်းပြခဲ့ပါဗျ။အဲ့ဒီချိန်မှာဦးခုံကအနားမှာပေါ်လာပြီးတော့မြို့ကနေထွက်ဖို့နီလန်းကိုပြောပြဖို့အတွက်တောင်းဆိုနေပြီးပပကတော့သူ့မှာနီလန်းရှိပြီးတော့ကုညီမယ်လို့ပြန်ပြေပါဗျ။နောက်နေ့မှာတော့ဦးခုံတို့အုပ်စုကိုတက်ပြဖို့အတွက်တန်ဒီမှာကျိုးနဲ့ချီထားပါဗျ။စစ်တီရောင်ဆောင်လာတဲ့ပပကဦးခုံတို့အနားကိုရောက်အောင်လာပြီးတော့မြအတုတွေနဲ့လဲထားတာကြောင့်ပဲအပြစ်ခံတဲ့အချိန်မှာတေးချီအောင်ဆောင်နေဖို့လည်းမှာပါဗျ။အဲ့လိုနဲ့ဦးချင်းကိုအရင်ဆုံးမြနဲ့ပြစ်လိုက်တဲ့အခါမှာလဲပြီးတော့တေးချီအောင်ဆောင်ပါတယ်။ တဲ့ရဲလင်းမှာတော့တေးကြီးအောင်ဆောင်ဖို့ခက်တာကြောင့်မေဝူချင်းကလက်သေးကကြောက်ခဲနဲ့ပြစ်ပြီးတော့သတိမရအောင်လုပ်ရပါတယ်။ဟိုကုန်းကလည်းတေးကြီးအောင်ဆောင်နိုင်ခဲ့ပြီးတော့ပါကျဲရဲအလင်းမှာတော့ဘရင်မဟာစိတ်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။ရုပ်ဆိုးတဲ့ပါကျဲကပို့ပြီးတော့စိုးသွားနေတဲ့ပုံစံပေါက်တာကြောင့်မေမြားတေးသေးလေးစားအေယာမမြောင်းနေတဲ့ပြစ်ခဲစေခဲ့တာပါ။အဆန်ရှိတဲ့သူဖြစ်တာကြောင့်မေမြားကျဲကြောင့်မသေးပေမဲ့ပါကျဲဟာတော်တော်လေးတော့ခံစားသွားရပါတယ်။အဲ့နောက်မှာတော့သူတို့ကိုလူတီတွေရဲ့နေရာကိုပြစ်ခဲ့ပြီးဒီချိန်မှာပပရောက်လာပြီးတော့ဦးခုံးတို့အဖွဲ့ကိုနေရာတစ်ခုစီကိုခေါ်သွားခဲ့ပါတယ် တို့မျိုးရဲ့မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်ပြီးတော့မြို့တွေကနေထွက်ဖို့အတွက်လူဝဲချက်တွေကိုရှာတွေ့နိုင်မဲ့နေရာလည်းဖြစ်ပါတယ်။တကယ်တော့ပပကိုတိုင်းမြို့တွေကနေဘလို့ထွက်ရမလဲဆိုတာမသိပါဘူး။ဒါမှလည်းပျောက်ဆုံးနေတဲ့ရှေးဟောင်းစာပိုင်းကိုရှာတွေ့မယ်ဆိုလို့ရှင်တော့လိုလံတွေ့နေမှာဖြစ်တယ်လို့အဲ့ဒီအချိန်မှာဦးကုံဟာပျောက်ဆုံးနေတဲ့စာပြေအပိုင်းစာလေးကဒီနေရာမှာပဲရှိရမယ်ဆိုပြီးတော့လိုက်ရှာခဲ့ပါတယ်။ထင်ထားတဲ့အတိုင်းမှာပဲစာပြေအပိုင်းလေးကိုတွေ့ခဲ့ရပြီးတော့တန်ကိုပြီးပါတယ်။တန်ကစာကိုဖတ်ကြည့်တဲ့အခါမှာမြို့တွေကနေလွတ်ချင်ရင်အချစ်စီရဲ့အသေးပဲကိုတီးမှဖြစ်မဲဆိုတာကိုသိရပါတယ်။ ဘုံကြီးဖြစ်တဲ့တန်ကမျောရင်းချက်မဲသွားတဲ့အချိန်မှာကောင်မလေးတယောက်ကပုံမြင်တဖို့အကြောင်းပြောပြပါရယ်ပုံမြင်လေးကတော့ကောင်မလေးတယောက်ဟာဒီနေရာကိုနေတိုင်းလာပြီးတော့ပြင်ပလောကကတစုံတယောက်နဲ့ဆက်သွယ်ခဲ့မိတာပါကောင်မလေးဆက်သွယ်မိတဲ့သူကလူသားဖြစ်ပြီးတော့နောက်ပိုင်းမှာနေရောက်တာချစ်ကြိုက်သွားခဲ့ပါရယ်သူတွေဟာတကားမှမဆုံမှုကြပါမိအတူဆုံရမယ့်အချိန်ကိုလည်းစောင့်ဆိုင်နေတော့ပဲလို့ဆိုပါရယ်ကောင်မလေးရဲ့ပုံမြင်နားထောင်နေတော့မှပဲတန်ပါကျဲဝူချင်းတို့ကယောက်ျားတမဲ့ဘိုက်တွေကြီးလာနေပြီးအကြောင်းရင်းကတော့မြင့်မြတ်တဲ့နေရာကရေတွေပစက်သေးဝင်သွားခဲ့လို့ပါပဲ ဝခုံးတယောက်ပဲအစမ်းကြောင့်ဗိုင်မကြီးတာဖြစ်ပြီးတော့ပပပြောတဲ့အချိန်ကိုဝင်ဖြတ်ချနိုင်မဲ့ဈေးဆရာစီကိုသွားပါတယ်ဈေးဆရာကတော့ကုန်းကုန်းတယောက်ဖြစ်ပြီးတော့သူ့ရဲ့မျက်ရည်ကသာကိုဝင်ဖြတ်ချနိုင်တဲ့အကြောင်းသိရပြီးတော့ဝခုံးဟာရေလူသားရဲ့အချစ်ပုံမြင်ကိုပြောလိုက်တော့ဈေးဆရာလေးဝမ်းနေပြီးတော့ငုံမိပါတယ်ဒါကြောင့်ဝခုံးလည်းမျက်ရည်တွေကိုရလာခဲ့ပြီးတော့တန်စီကိုပြန်လာပါတယ်တန်ဟာကိုဝင်ဖြတ်ချရင်တီလာကျုံးမဆိုတာကြောင့်တွန့်ဆုံနေသလိုဝခုံးကတော့သူ့ရဲ့ဆန်တဲ့အားလုံးကိုကြောက်ရွံ့လို့လည်းပြီးဈေးတွေကိုအတင်းတက်ခဲ့တာကြောင့်ပုံမှန်ပြန်ပြီးတော့ဖြစ်သွားရပါတယ် တန်ကားတော့ဦးကုန်းကိုစိတ်တိုနေပြီးတော့စိတ်ပြေရအောင်မြေကြီးပေါ်မှာတရားစာတွေချပြီးတော့ရင်းနေပါတယ်။ပပကလည်းဘေးကနေလိုက်ရေးပေးနေတဲ့သူတို့နှစ်ယောက်ခလန်းလန်းကိုရောက်သွားခဲ့ပါတယ်။သူတို့ကဘယင်မကမြင်သွားခဲ့ပြီးတော့တန်ကိုဖမ်းပြီးလှေစင်းရဲ့ပင်လယ်လေးကိုမျောခဲ့ပါတယ်။ပပကသမင်ဆေးပြီးတော့လေဘော်ကိုခုံးတဲ့အခါတန်နဲ့တူတူလိုက်သွားခဲ့ပါတယ်။ဦးကုန်းကလည်းတန်ကိုလိုက်ရှာပြီးမြူတွေဆိုင်နေတဲ့ပင်လယ်ထဲမှာရှာလို့တော့မတွေ့ပါဘူး။တန်နဲ့ပပတို့ဟာပင်လယ်ထဲမှာမျောနေကြရင်လည်းမုန်တိုင်းတွေနဲ့လည်းကြုံခဲ့ရသလိုနောက်ဆုံးမှာတော့ပင်လယ်လေးကမြုပ်ထက်ပေါက်ကိုရှာတွေ့တာကြောင့်ပျော်ရွှင်လို့သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာမြို့တွေကလည်းရှင်းသွားခဲ့ပြီးတော့ဝခုံးကလည်းတန်တို့ကိုရှာတွေ့ခဲ့ပါတယ်ဒီနောက်မှာတော့သူတို့ဖွဲ့တွေမြို့တွေကနေထွက်ဖို့ပြင်ပြီးတန်ဟာပေါ့ပေါ့ကိုသူတို့နဲ့လိုက်ခဲ့ဖို့ခေါ်တဲ့အတွက်ပေါ့ပေါ့ကလည်းမြို့တကားကနေထွက်ဖို့အတွက်စူးစမ်းပေးမယ်လေထမရတဲ့ပြင်သူမကိုယ်တိုင်ကကြောက်တုံးပုံစံပြောင်းလဲသွားခဲ့တာပါတန်ကယ်ခဲ့လို့သာကြောက်တုံးဖြစ်မသွားခဲ့ပေမဲ့တတိကတော့မင်းနေခဲ့ပါပြီဒီဘက်မှာတော့ရေလူသားဟာမြို့တကားကိုဖျက်တဲ့သူရှိတာကိုတီးသွားပြီးတော့မြို့စီကိုလာနေပါတယ်နန်းတော်တွေမှာတော့တတိမင်းနေတဲ့ပေါ့ပေါ့ကိုဘီဟမကြီးတို့ကစေကူတာပေးနေခဲ့ပါတယ် ဲဒီချိန်မှာပဲဘီအမကြီးဟာပေါ့ပေါ့ကိုဆောင်းချဖို့အတွက်ပြောခဲ့တဲ့အကြောင်းသတိရနေပြီးဘီအမကြီးကရေလူသားရဲ့ခြေသူဖြစ်ခဲ့ပေမဲ့ပေါ့ပေါ့ကိုဆောင်းချဖို့အတွက်မြို့ထဲမှာပဲနေခဲ့တာပါတန်ကလည်းပေါ့ပေါ့နေကောင်းတဲ့အထိမြို့ထဲမှာခနာဆက်နေဖို့အတွက်ဆုံးဖြတ်ခဲ့တဲ့အချိန်မှာပဲကွယ်ရင်မတော်ရောက်လာခဲ့ပြီးတော့ပေါ့ပေါ့နဲ့ကျန်းသာသွားပြီးမှကိစ္စမှားကြပြီးအကောင်းဆုံးဆောင်ရွက်ဖို့လေးမှာပါတယ်အဲ့ဒီအချိန်မှာမြို့သူမြို့သားတွေကလည်းပပနေကောင်းမှုတဲ့ဆူတောင်းပွဲတွေလုပ်နေသလိုယုဒိရဲ့ရေလူသားလည်းရောက်လာခဲ့ပြီးတော့ဘေးမကြီးကိုသူနဲ့အတူနေဖို့ခေါ်ပါရတယ် ဒါပေမဲ့ဘရင်မကြီးကငင်းဆန်တဲ့အခါမှာတော့ရေလူသားကလည်းစိတ်ဆိုးခဲ့ပြီးဒါကြောင့်မြို့ကိုရေလွှမ်းအောင်လုပ်ပြီးတော့ဖြည့်ဆည်းဖို့ကြိုးစားသလိုပပကလည်းပြန်ပြီးဆွဲဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဝူကုန်းကရေလူသားကိုတိုက်ခိုက်ပြီးတော့ပပကိုကယ်နိုင်ခဲ့သလိုဒီခါမှာရေလူသားလည်းဒေါသထွက်သွားပြီးတော့မှသူ့ရဲ့ခန္ဓာကိုယ်ကိုအကြီးကြီးဖန်ဆင်းပြီးတော့မြို့ကိုဖြည့်ဆည်းပါတော့တယ်။ဝူကုန်းပါကျင်းတဲ့ဝူချင်းတို့ကလည်းသွန်ရောက်သားရေလူသားကိုပြန်ပြီးတော့တိုက်ခိုက်ပါတယ်။ရေလူသားကလည်းပူကြီးတဲ့အကောင်ကြီးဖြစ်ပြောင်းလဲပြီးတော့တမျိုးလုံးကိုရေကြီးအောင်လုပ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတမျိုးကလည်းရေရောက်ထဲကိုရောက်သွားခဲ့သလိုတန်ကလည်းရေထဲကနေဆူတောင်းမှုတွေပြုလုပ်နေပါတယ်။တန်ရဲ့ဆူတောင်းကြောင့်ပဲကောင်းကင်ဘုံကရေတွေကိုဖယ်ထုတ်ခဲ့သလိုရေလူသားကိုလည်းအပြစ်တွေပေးပါတယ်။အဲ့နောက်မှာတော့ပပတို့မျိုးလေးဟာအန်ဒီရဲ့ကင်းရှင်းသွားခဲ့ပါပြီ။ရေထဲမှာရှိနေတဲ့ချိန်တုန်းကတန်ဟာပပပေါ်မှာရှိတဲ့တန်ရောစင်တွေကိုဖျက်ပြီးတော့ကျန်းသာပင်မို့ရေဦးစားပေးဖို့တဲ့ဆုံးဖြတ်နိုင်ခဲ့တာပါ။ပပကလည်းအဲ့ဒီချိန်တွေကိုမတက်တာပဲနဲ့လက်ခံလိုက်ရသလိုနောက်နေ့မနေ့မှာတော့တန်တို့ခီးဆက်မဲ့နေရာကိုရောက်လာပြီးတော့နှုတ်ဆက်ခဲ့ပါတယ်။ဒီနောက်မှာတော့ဝခုံတို့ဘေးဟာကျန်းသာပင်နဲ့ခီးစင်တွေအတွက် မြစ်တလျှောက်ဆုံကျင်းသွားခဲ့တဲ့မြင်ကွင်းလေးနဲ့စံတန်းလေးကိုအဆုံးသတ်လို့ထားပါရယ်အဆုံးလေးလေးပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ